ကလန်နာနဲ့အမော်ရင်တို့ရဲ့၃လနှစ်တိကရလက်ပိုင်းစွမ်းဆောင်ရည်မှာဘာကြောင့်ဒီလောက်ထိကွာခြားသွားတာလဲဘယ်သမန်အောင်မိလာများမန်ချက်တာဖောက်ဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်ခရစ်စတယ်ဘေးလေးနီးပြအိုလီဗာကလန်နာရဲ့ရှုံးဝဲမရှိစံချိန်နဲ့ဒီလိုက်ရဲ့နီးပြရိုဘင်အမော်ရင်ရဲ့ဆိုးရွားတဲ့ခြေစွမ်းတွေကဘောလုံးပရိသတ်တွေကြားမှာတော်လေးကိုလူပြောသူပြောများနေပါရင်ကလနာခွေစီဘဲလေးကို3လနှစ်တိကစားခွက်နဲ့ဥဆောင်ပြီးပရီးမီးယားလိမှာရှုံးဝဲမရှိစံချိန်တင်ထားတယ်။အမော်ရင်ကလည်းယူနိုက်တက်မှာအတူတူ3လနှစ်တိကစားခွက်ကိုသုံးပေမဲ့ရလက်တင်တဲ့ခြေစွမ်းပိုက်မှာယူနိုက်တက်ဟာဒေါ်လေးကိုဆိုးရွားနေပါတယ်။3လနှစ်တိကစားခွက်ဟာခန်းစစ်မှာဘိုခန်းစစ်တုံး၊ကွင်းလယ်မှာ ကစားမလေးဦးဘေးတောင်ပံခန်းစင်းတို့နဲ့ကွင်းလယ်နှစ်ဦးတိုက်စစ်မှာတိုက်စစ်ဖန်နေသူနှစ်ဦးနဲ့အထောင်တိုက်စစ်မှုတူပါဝင်တဲ့ဖွဲ့စည်းပုံတစ်ခုပါဒီကစားကွာခန်းစစ်မှာတည်ငြိမ်မှုပေးနိုင်ပြီးကွင်းလယ်မှာဘောလုံးထင်းချုံမှုကိုအားကောင်းစေပါတယ်တိုက်စစ်မှာတော့ဖန်နေမှုနဲ့ကိုသိနိုင်စွမ်းကိုအာရုံစိုက်တယ်ဒီကစားကွဲအောင်မြင်မှုဟာနေပြရဲ့နေစနစ်ချင်းကပ်ပေါ်ကစားမရဲ့အရေးသွင်းတဲ့နေစနစ်ပေါ်လက်ခံနိုင်မှုပေါ်မူတည်ပါတယ် ်အော်လီဗာဂလန်နာ2024ဖေဖော်ဝါရီမှာခရစ်စတယ်ဘဲလေးကိုဥဆောင်ခဲ့ပြီးအသင်းကိုပရီးမီးယားလိမှာရှုံးဝဲမရှိစံချိန်တင်ထားပါတယ်။အခုလပောင်းနဲ့ပွဲပြီးတဲ့အချိန်ထိသူ့လက်ထက်မှာခရစ်စတယ်ဘဲလေးဟာပွဲပေါင်း18ပွဲမှာရှုံးဝဲမရှိခဲ့ဘူး။ဂလန်နာရဲ့၃လနေ့တိကစားကွက်မှာကန်စစ်မှာတည်ငြိမ်မှုနဲ့တိုက်စစ်မှာဖန်တီးမှုကိုပေါင်းစပ်ထားပါတယ်။ဂလန်နာအရင်ကဖရန်ဗန်ဝိုးဘွတ်တို့မှာအောင်မြင်မှုတွေရရှိခဲ့တဲ့နေပြတူပါ။သူ့ရဲ့ချင်းကပ်ပေါ်ဟာခစ်ဇာမားရဲ့အာသာချက်တွေကိုအမြင့်ဆုံးအသုံးချပြီးနေစနစ်ကိုလှည့်မြန်စွာလက်ခံနိုင်အောင်လှုပ်ဆောင်နိုင်တယ်။ ခရစ်စတယ်ဘယ်လီမှာကလန်နာဟာအသင်းရဲ့ကစားမတွေရဲ့ရေးသွေးကိုအခြေခံပြီး3-2-1ကိုစနစ်ကျအကောင့်ထည့်ဖော်ခဲ့ပါတယ်။ဘောခန်စစ်3ဟာပြမဲတိုင်းစစ်ကိုထိရောက်စွာတားဆီးနိုင်ခဲ့ပြီးဘောလုံးဖြောင်းဝင်မှုမှာလည်းထူးခြားနေ။ကွင်းလယ်ကစားမတွေကလည်းဘောလုံးထိန်းချုံမှုနဲ့ဖန်တီးမှုမှာအဓိကခံကားနဲ့ပါဝင်ပေ ဘေးတော်မှာခံစစ်နေဖြစ်တဲ့ Daniel Munoz နဲ့ Tarik Mitchell တို့ကလည်းခံစစ်နေတိုင်းစစ်ကိုချိန်ဆက်ပေးတယ်။တိုင်းစစ်ကလည်းရရှိလာတဲ့ခွင့်အရေးတွေကိုကောင်းစွာအသုံးချနိုင်စွာရှိတယ်။ Glanar ရဲ့နေစနစ်ဟာကစားမတွေအားသာချက်ကိုအသုံးချပြီးအချင်းချင်းစီးလုံးညီညွတ်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်။သူရဲ့လေ့ကျင့်နည်းလမ်းတွေဟာကစားမတွေရဲ့ယုံကြည်မှုကိုတည်ဆောက်ပေးပြီးအသင်းရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်ခဲ့တယ်။ အမော်ရီယာ2024နိုဝင်ဘာမှာ United ကိုဦးဆောင်ခဲ့ပြီးသူရဲ့၃လနှစ်ကစားအကွက်ကိုအကောင့်ထဲပေါ်ဖို့ကြိုးစားခဲ့ပါတယ်။အမော်ရီယာအရင်က Sporting မှာဒီကစားအကွက်နဲ့အောင်မြင်မှုရရှိခဲ့ပြီး Portugal ဖလားကိုစုကူခဲ့ပါတယ်။ဒါပေမဲ့ United မှာတော့သူရဲ့နေ့စဉ်ဟာလုံးမဖြစ်ခဲ့ဘူး။အခုလက်ရှိအချိန်ထိ United ဟာသူ့လက်ထက်32ပွဲမှာ9ဝက်သာရရှိခဲ့ပြီးတေးလေးပွဲနဲ့ရှုံးပွဲ18ပွဲတည်းရှိခဲ့ပါတယ်။အမော်ရီယာ၃လနှစ်ကစားအကွက်ဟာ Sporting Serie မှာလုံးဖြစ်ခဲ့ပေမဲ့ United မှာအကောင့်ထဲပေါ်ရမှာတော့ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်။ယူနိုက်တက်ကစားမတွေကအမော်ရီယာနေ့စနစ်ကိုလက်ခံနိုင်ဖို့ရုန်းကန်နေရပြီးအသင်းရဲ့ဆွမ်းဆောင်ရည်ကမတည်ငြိမ်မှုဖြစ်နေပါတယ် ခန်းစင်သားမတွေကပြန်မဲ့အတိုင်းစစ်ကိုထိအောင်စွာတန်းစီနိုင်ခြင်းမရှိပဲဘောလုံးဖြောင်းဝေမှုမှလည်းအားနေလို့ရင်ကိုယ်နဲ့မှလည်းဘောလုံးထိန်းချုံနိုင်ဖို့နေနေတော့သူရတဲ့သူအလဲလဲပြေပြေဖြစ်နေတယ်လို့ခန်းစင်အစွန်နှစ်ယောက်ကလည်းဘာတစ်ခုမှအားကိုးလို့မရနိုင်ဘူးဖြစ်နေပါရင်အထူးသဖြင့်အထောင်တိုင်းစစ်မှုအတွန်းအခွင့်အရေးတွေအသိမဖန်တီးနိုင်တာပဲဖြစ်ပါရင်ကိုညာနဲ့အမိုးရုံးနှစ်ယောက်ဟာဒူးချင်းအစွမ်းနဲ့လင်းခေါင်းကြော်ဖြတ်ဖို့ဂိုးသွင်းဖို့ကိုပဲဆင်အားထက်တန်ကြတယ်ပါ။ဒါကြောင့်ဂလန်နာရဲ့ခွေးစတဲပလီနဲ့အမိုးရုံးရဲ့ယူနိုက်တက်တို့ရဲ့၃လနှစ်တိကစားကွက်ရဲ့ကွာခြားချက်တွေဟာမိပြရဲ့ချင်းကပေါ်ကစားမတွေရဲ့အရေးသွင်းတဲ့နီးစနစ်အသုံးပြုမှုကွာခြားမှုတွေကြောင့်ရတဲ့ပိုင်းခြေစောင်းပိုင်းကွာခြားနေရတာပါ။ ကလနာခရစ်စတယ်ဘဲလီရဲ့ကစားမတွေအားသာချက်ကိုတုံးချပြီးယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့တယ်။အမရင်းကတော့ယူနိုက်တက်ကစားမတွေနဲ့အံဝင်ခြင်းဖြစ်နေပြီးသူ့ရဲ့နီးစနစ်ကိုလိုင်ယွန်ကြီးတွေဖြစ်အောင်ချိန်ကြီးဖို့ယုံကန်နေရတယ်။အမရင်းဟာသူ့ရဲ့နီးစနစ်ကိုယူနိုက်တက်ရဲ့ကစားမတွေအံဝင်ခွင့်ချဖြစ်အောင်ချိန်ကြီးနိုင်မယ်ဆိုရင်ယူနိုက်တက်ရဲ့ခြေစွမ်းတွေတိုးတက်လာနိုင်ခြေတော့ရှိပါတယ်။ဒီလိုဆိုရင်တော့အမရင်းနဲ့သူ့ရဲ့လက်ရှိကစားကွက်ကိုလုံးဝဆွလွတ်လိုက်မှပဲအဆင်ပြေနိုင်မှာပါ။ဒီအချိန်ကယူနိုက်တက်အတွက်လမ်းဆုံမှာရှိနေတဲ့အချိန်ပါ။အမရင်းနဲ့သူ့ရဲ့လမ်းစဉ်ကိုဆွလွတ်ပြီးကစားမတွေနဲ့ပို့ပြီးတော့တင်းတော်မဲ့နီးစနစ်ကိုပြောင်းတော့မလား။ပြောင်းမတော့ဘူးလားဆိုရင် ဒီနောက်ကတော့အနေနဲ့နေပြအပြောင်းလဲကိုခက်မမြန်လုပ်ပြမလားအမြန်ဆုံးဖြည့်ရမယ့်အချိန်ကိုရောက်ရှိနေပြီဖြစ်ပါရင်ညီကိုတို့ကရောဘလို့မြင်ကြလဲပြောပြသွားခဲ့ကြပါဦးအစောင်းနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ